မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမာလ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြစ်သားမြို့နယ်မှာအုတ်ချုပ်ရေးမှူးများနဲ့ပြူစောတိများကိုပြစ်ခတ်တိုက်ခတ်ရာ၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမာလ16ရက်နေ့မှာမြစ်သားမြို့နယ်ခရုတုတ်ကျေးရွာကစစ်ကောင်စီခန့်အုတ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့အကြမ်းဖက်စစ်တပ်အတွက်အလုပ်လုပ်ပေးနေပြီးတော့အယောင်ဆောင်ပြီးဖုံးကြီးဝဲထားတဲ့ တပ်တိုးစုံသူကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ၈ရက်နေ့မှာမြေသားမျိုးနဲ့မြင်းရွာလေးရွာကပြည်သူများကိုဆက်တက်နဲ့ပူပေါင်းပြီးတော့အနိုင်ကျင့်ဖမ်းဆီးငွေညှစ်နေတဲ့အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ချမ်းကျင်းသာရွာကပြူစောတိခေါင်းဆောင်တို့ကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ၂၁ရက်နေ့မှာမြေသားမျိုးနဲ့မုံတော်လေးကြီးရွာကအကြမ်းဖက်ဆက်တက်အတွက်စစ်သားတွေစုဆောင်းပေးနေတဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယားကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီခန့်အုပ်ကြီးတွေအနေနဲ့ကျွန်တော်တို့တော်လိုင်းသမားတွေက သူတို့ရဲ့နောက်မှာအရေးတဖွဲ့ရှိနေတဲ့အတွက်ကြောင့်ပြည်သူတွေနဲ့အတူအများဆုံးပူးပေါင်းမှာအလင်းဝင်ခြင်းနဲ့အုတ်ကြီးနဲ့ပြူစောထီးတွေအနေနဲ့ကျွန်တော်တို့ကြောက်ဆယ် KIA ထံမှာလာရောက်ပြီးတော့ဆက်သွယ်ပြီးညှိနှိုင်းမှုဖိတ်ခေါ်ကြမှာတယ်လို့ကြောက်ဆယ်မြို့နယ်တော်လိုင်းတက် KIA ရဲ့တာဝန်ခံမင်းလက်ရာကပြောဆိုထားပါတယ်၎င်းတက်ခတ်မှုကိုကြောက်ဆယ်မြို့နယ်တော်လိုင်းတက် KIA နဲ့အတူနောင်ရိုးတက်ခွဲ၃ကြောက်ဆယ်ရဲ့ဥဆောင်မှုနဲ့ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မုတ်ပလင်နယ်အင်္ဂဘူကြားမှာအကြမ်းဖက်စစ်တပ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား73ဦးတိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ18ရက်နေ့မွန်လွယ်2နာရီ38မိနစ်ခန့်မှာစစ်တောင်းတရအစ်စ်ဘက်ကနေပြီးတော့မွန်လွယ်မြိုင်ဘက်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကားခွန်နစီပါတဲ့ရင်တန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကမုတ်ပလင်နဲ့အင်္ဂဗိုလ်ကျေးရွာချားလမ်းခုလက်တနေရာမှာ RPG 40မမလက်နက်ကြီးလက်နက်ငယ်များနဲ့အပြစ်ဆောင်ချိုပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား73ဦးတိတ်ဆုံးခဲ့ပြီးတော့24ဦးထိခိုက်ဒဏ်ရာရရှိကတော်လိုင်းပူပေါင်းတပ်ဖွဲ့က ရဲဘော်တအူခြေတလုံးမှာဘုံသည့်အစလွင့်စင်ရှက်ထိတန်ရမစိုးရင်ရရရှိခဲ့တယ်လို့သိရပါဗါဒ၎င်းတိုက်ခိုက်မှုကိုကြိုက်ထို့တော်လိုင်းအင်အားစု KRF KNU KNL နဲ့တေမင်းတမန်အဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒကြိုက်ထို့တော်လိုင်းအင်အားစု KRF ကစစ်အာဏာရှင်စနစ်ကြာဆုံးတဲ့အထိကိုဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ပြီးပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုအသက်ပေးပြီးတော့ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းပြောဆိုထားပါဗါဒပြည်သူလူထုအပေါ်ကို တစုံတရာထိခိုက်နေတာပြစီဆုံးရှုံးစေမဲ့ဖောက်ခွဲမှုပြစ်ခတ်မှုများအားပြုလုပ်ခြင်းအလျင်းမရှိပါကြောင်းအတိပေးပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းပသိမ်မြို့နောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံအရာရှိ9ဦးကိုအကြံပြချစားမှုနဲ့ဆက်စည်းခဲ့ရမှာငွေကျပ်သိန်းပေါင်း4000ကျော်တိတ်စီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ပသိမ်မြို့အခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာရှိတဲ့စစ်ဦးစီးဗိုလ်မှူးကြီးအောင်ဆန်းလွင်နဲ့ဗိုလ်မှူးကြီးမျိုးညွတ်ဦးတို့နှောက်ဦးအဘအဝဲအရာရှိ၅ဦးကိုပြီးခဲ့တဲ့စက်တဘာလ10ရက်နေ့ကအကျင့်ပြတ်ချစားမှုနဲ့အမှုဖွင့်ခဲ့ပြီးတော့စစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအရာရှိများကိုစစ်ဆေးရမှာပသိမ်မြို့တွင်းမှာရှိတဲ့အင်ချမ်းမြေကွက်ဆက်နက်ကွက်ကာလာတံပိုးငွေကျပ်3,000ကျော်ငွေကျပ်3900ထည့်ထားတဲ့ဘန်းစာအုပ်3ကာလာတံပိုးငွေကျပ်3000ခန့်ရှိတဲ့အခောက်ရွှေများ ကလာတံပိုးငွေကျပ်3000ခန့်တံပိုးရှိတဲ့ KTV နဲ့စားတောက်ဆိုင်လုပ်ငန်းကလာတံပိုး3000ခန့်တံပိုးရှိတဲ့ပသိမ်မြို့အတွင်းနဲ့ငွေဆောင်ကမ်းခြေအနီးမှာရှိတဲ့မြေခွက်10ခွက်ငွေကျပ်3000ကိုခွဲထည့်ထားတဲ့ဘန်ဆောက်10ဦးနဲ့ KTV လုပ်ငန်းအတွင်းမှာထည့်ဝင်ထားတဲ့အစုရှယ်ယာများကိုတွေးကြရတဲ့အတွက်စုစုပေါင်းကလာတံပိုးငွေ ကျပ်သိန်းပေါင်း3000ကျော်ကိုစက်တင်ဘာလ20ရက်နေ့မှာထမှန်သိသိရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဗိုလ်မှူးကြီး၂ယောက်ထဲပိုင်တာကသိန်း18000ကျော်တယ်။အကုန်အသိခံရတာနောက်ထပ်လဲစုံစမ်းမှုတွေမှာလဲတက်ရရှိ9ဦးပိုင်တဲ့ဟာတွေကိုထပ်သိမ်းတယ်။အားလုံးပေါင်းရင်တော့ငွေကျပ်သိန်းပေါင်း4000ကျော်လောက်ဖြစ်သွားတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောကြားထားပါတယ်။ဒါအပြင်နောက်ဆက်တွဲပါဝင်ပတ်သက်နေသူများကိုစစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က ထပ်မံဖမ်းဆီးနိုင်ရန်ကြိုးပမ်းနေကြောင်းသိရှိရပါတယ်။အခုဗိုလ်မှူးကြီးတွေကိုဖမ်းတာတာမပြီးသေးဘူး။နောက်ထပ်လဲစုံစမ်းစစ်ဆေးတာတွေလုပ်နေတော့မယ်။ဖမ်းဆီးခံရတဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုတော့အကုန်သိမ်းလိုက်တာဟုတ်ပါတယ်။တခြားပါဝင်တဲ့သူတွေရှိသေးလား။ထပ်ပြီးတော့စစ်ဆေးနေတော့မယ်လို့နောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့နှီးဆက်တဲ့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။စစ်ဦးစီးပထမတန်းအရာရှိ၃ဦးအပါအဝင် စုစုပေါင်း၅ဦးဟာရခိုင်ပြည်နယ်ဘက်ကို စက်၃စီများမှောက်ခိုတင်သွင်းမှုအပါအဝင်အကျင့်ပြတ်ခြားစားမှုများရှိနေကြောင်းတိုင်ကြားချက်များအရာစက်တမာလ10ရက်နေ့ကနေ18ရက်နေ့အထိစစ်ဆေးပြီးတော့ပိုင်ဆိုင်မှုများကိုတင်စီကအရေးယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ငတိုင်းကြောင်မြို့မှာရှိတဲ့အမြောက်တပ်ကတိုင်ရင်မှုကိုလည်းအကျင့်ပြတ်ခြားစားမှုနဲ့ဖမ်းဆီးစစ်ဆေးနေတယ်လို့တပ်သတင်းရင်းမြစ်များပြောကြားချက်အရာသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်လွိုက်ကော်မှာဘလူးချောင်းရီမြင့်တက်မှုကြောင့်ရေကြီးမှုအခြေအနေဆိုးဝါးလာတော့လဲကုညီကယ်ဆယ်ရေးတွေအလွန်နှေးပါနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ16ရက်နေ့ကစတင်ပြီးတော့ဘလူးချောင်းကရေများတက်နေခြင်းဖြစ်ပြီးယခုခါမှာရေတက်မှုအခြေအနေဟာ ုံပုံဆိုးွားလာတယ်လို့သိရပါတယ်။စားနဲ့ရိတ်ခါနဲ့ဈေးဝအခက်ခဲလည်းရှိပြီးတော့အကူအညီများလိုအပ်နေတော့လဲလာရောက်ကူညီသူနေပါနေတယ်လို့ပြောဆိုထားပါတယ်။ရေတက်နေတာက600လောက်ရှိနေပြီ။ရေမြုပ်တဲ့အိမ်တွေကအကုန်မြုပ်တဲ့သဘောဖြစ်နေပြီ။အကူအညီလည်းတိတ်မလာဘူး။အဓိကသွာလာလို့မရ အလုပ်တွေမရှိနဲ့စားနေရခါလိုအပ်နေပါတယ်စေဝါတွေလည်းလိုအပ်နေပါတယ်လို့လွိုက်ကော်မျိုးနဲ့နမ်ကော့ကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ရေကြီးမှုကြောင့်နေအိမ်နှိမ့်ထွားတဲ့ပြည်သူများဟာရေပေးလွတ်ရာနေရာများကိုပြောင်းရွှေ့နေထိုင်နေတော့လဲစားနေရခါအခက်အခဲအလုံးဖြစ်နေရတယ်လို့သိရပါတယ်ဘဝမှာတခါမှဒီလောက်ကြီးရေတက်တာမျိုးမမြင်ဘူးသေးဘူးကိုဘဝမှာအစိုးဆုံးမြင်ဘူးတာပဲလို့လွိုက်ကော်မျိုးကအသက်45နှစ်အရွယ်ဒေသခံပြည်သူအမျိုးသားတို့ကတုံးသက်ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်30ပေးရွာဘက်ကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာနန်းတော်ကျွန်းအထိုင်ချစခန်းကိုပြန်ဆုတ်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ22ရက်နေ့မနက်4နာရီခန့်မှာ30ပေးရွာကိုစစ်ကြောင်းထုတ်လာခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကာ မိုးလွယ်၃နိုင်ကမှမရိယာမြို့နယ်နန်းတော်ကျွန်းရွာအထိုင်ချစခန်းကိုပြန်ဆုပ်သွားကြောင်းတော်လိုင်းတပ်ဖွဲ့များနဲ့နီးစပ်သူတို့ကပြောဆိုထားပါတယ်နန်းတော်ကျွန်းရွာမှာအထိုင်ချထားတာကိုစစ်ကြောင်းကအင်အားလာဖြည့်တာ၃နိုင်လောက်မှာတိုက်ပွဲကငြိမ်သွားပြီးတော့နန်းတော်ကျွန်းကိုပြန်ဆုပ်သွားတယ် နောက်ချန်အင်အားထားခဲ့တာမျိုးမရှိဘူးနေလေလောက်ကလေချောင်းနဲ့နှစ်ခါထပ်ပြီးတော့လာပစ်သေးတယ်ကိုဘက်ကအထီးကရှိတယ်တော့မကြားသေးဘူးလို့ပြောဆိုခဲ့ပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်တွင်းမှာစစ်တပ်ကလေချောင်းနဲ့လက်နက်ကြီးပစ်ကူပေးခဲ့ရာပြည်သူ၅ဦးသေဆုံးက၄ဦးဒဏ်ရာရရှိခဲ့ကြောင်းမရရမြို့နယ်အနောက်ချမ်းနေတဲ့ဒေသခံတအုပ်ကပြောပြခဲ့ပါတယ်30ပေးရွာကို3ခါခွဲပြီးတော့မီးရှို့တယ်ရွာအနောက်ချမ်းတော့မီးတွေပါသွားတယ် ိန်ချေဘလောက်ပါလဲတော့မသိရသေးဘူးလို့၎င်းကပြောဆိုခဲ့ပါတယ်30ပေးချေးပါဟာမန္တလေးမြို့နဲ့9မိုင်ခန့်အကွာနဲ့မရီယာမြို့နဲ့9မိုင်ခန့်အကွာမှာတည်ရှိပြီး2014ခုနှစ်သကောင်စင်ရဲ့အရာအိမ်အောင်စုပေါင်း633စုရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာစစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားမှုများဇက်တိုက်ပြုလုပ်ဆောင်ရွက်နေတဲ့တပိတ်ရဲဘော်၄ဦးဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ၁၉ရက်နေ့ညနေပိုင်းအချိန်မှာတာကတာចောင်းသားဟောင်းများအင်အားစုရဲ့ဥဆောင်သူတအုပ်ဖြစ်သူအလွတ်တန်းဓာတ်ပုံသတင်းနောက်ကိုစော်လင်းထွက်ခေါ်ဖိုးသားလူငယ်တပိတ်ကော်မတီ YSE ရဲ့ဥဆောင်သူကိုအောင်မင်းခိုင်ခေါ်မဲကြီး လူငယ်တပိတ်ကောမဒီ YS ရဲ့အဖွဲ့ဝင်မမမြင့်စုနဲ့နိုင်ငံရဲ့အကျဉ်းသူဟောင်းမနှင်းဤခိုင်တို့လေးဦးတို့ဟာမိသားစုနဲ့နောက်ဆုံးအဆက်အသွယ်ရရှိခဲ့ပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်လို့ အတည်ပြုနိုင်ငံချင်းဖြစ်ကြောင်းသိရှိရပါတယ်။ဖမ်းဆီးခံရတဲ့သူများဟာရန်ကုန်မြို့စစ်အာဏာရှင်ဆန့်ကျင်လူလူလှုပ်ရှားမှုများမှာဥဆောင်ပါဝင်နေသူများဖြစ်ပြီးတော့မတရားဖမ်းဆီးခံရပြီးတဲ့နောက်စစ်တပ်ရဲ့လူမဆန်တဲ့ညှဉ်းပန်းနှိပ်စက်မှုများနဲ့စစ်ကြောမေးမြန်းခံနေရတယ်လို့သိရပါတယ်။စစ်ကောင်စီလက်အတွင်းမှာရှိတဲ့၎င်းတို့ရဲ့အသက်အန္တရာယ်နဲ့ကျမကြီးအခြေအနေဟာအထူးကိုစိုးရိမ်ရတဲ့အခြေအနေဖြစ်ကြောင်းသိရှိရပါတယ်။ အဲ့ဒီရဲဘော်လေးဦးဟာမြမပြည်မှာစိတ်တုံးနေတဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင်လူအခွင့်ရေးလူကုန်တိုက်ခါနဲ့ဒီမိုကရေစီအရေးတို့အတွာစစ်အာဏာရှင်ကိုလူလူတိုက်ပွဲနီးလန့်နဲ့ပြောင်ပြောင်ရဲရင်စွာအန်တုခဲ့ကြတဲ့အရေးတော်ပုံတပ်သားများအဖြစ်နဲ့မှတ်တမ်းတင်အပ်ပါကြောင်းတက္ကသចောင်းသားဟောင်းများအင်အားစုကထုတ်ပြန်ပြောဆိုထားပါတယ်တက္ကသចောင်းသားဟောင်းများအင်အားစုအနေနဲ့ရဲဘော်ရဲဘက်များဖမ်းဆီးခံလိုက်ရတော့လေနောက်ဆုတ်ကြောက်ရွံ့သွားမှာမဟုတ်ပဲအဲ့ဒီရဲဘော်များကိုစားအတွက်ပါပုံပုံမြင်မှာထပ်တန်တယ် ဇွဲလုံလာတို့နဲ့စစ်အာဏာရှင်စနစ်အလုံးစုံပြတ်သုံးရေးနဲ့ Federal Democratic လူပောင်ဖော်ဆောင်ရေးတို့အတွက်မဆုံးမနဲ့ဆက်လက်ပြီးတော့ကြိုးပမ်းသွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်တရက်ကံပြူစောတိရွာကနေထွက်ပြေးတိမ်းရှောင်လာသူ40ကျော်အထိရှိလာပြီးတော့တိမ်းရှောင်လာသူအလုံးကိုအညာမြေတပ်ပေါင်းစုကကယ်တင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ6ရက်နေ့မှာတရက်ကံရွာကအကြမ်းဖက်စစ်ကောင်စီတပ်သားများလက်နက်ချအလင်းဝင်ရန် အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ကသတိပေးစာထုတ်ပြန်ပြီးတဲ့နောက်ခြေရွာအတွင်းကနေထွက်ပြေးတိမ်းရှောင်လာသူအယောက်၄၀ကျော်လာပြီဖြစ်တယ်လို့သိရပါဗျ။တရက်ကံပြူစောထီရွာကိုစစ်ကောင်စီတပ်သားများကပိတ်ဆို့ထားတဲ့ကြားကနေပြီးတော့ခြေရွာနေပြည်သူများကခက်ခက်ခဲခဲတိမ်းရှောင်လာခြင်းဖြစ်တယ်လို့သိရပါဗျ။တိမ်းရှောင်လာသူများကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကနေ့စဉ်ကူညီပေးလျက်ရှိတယ်လို့သိရပါဗျ။ ထမှန်ပြီးတော့တိတ်ဆောင်လာမဲ့ပြည်သူများကိုလည်းအများဆုံးတိတ်ဆောင်နိုင်ရန်တိုက်တွန်းထားကြောင်းအညာမြေတပ်ပေါင်းစုကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။တရက်ကန်ရွာကစစ်ကောင်စီတပ်သားများအနေနဲ့မိမိတို့ရဲ့လောက်ရကိုပြန်လည်စဉ်းစားချင့်ချိန်ပြီးတော့လက်နက်ချပူးပေါင်းကြရန်တိုက်တွန်းလိုကြောင်းလက်နက်ချအညာမခံသူများကိုအတအာမခံချက်လုံးဝလုံးဝပေးမှာမဟုတ်ကြောင်းအညာမြေတပ်ပေါင်းစုကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ